ကောင်းခိကနေစတင်ထွန်းကားခဲ့ပြီးယနေ့အချိန်ထိတမိုင်းအစဉ်အဆက်တည်မြဲခဲ့တဲ့မြမလက်မှုအတက်ပညာပါပဲဆိုတာဟာတန်ကြီးနေစတဲ့တထုတွေကိုအရေးကျပုံတွင်းပြီးပေါက်ပြတဆူးတန်တူရင်းအစရှိတဲ့အတုံးဆောင်ပစ္စည်းတွေနဲ့မြမပရင်များစစ်တီတော်များအတွက်လက်နက်ပစ္စည်းတွေထုတ်လို့ရအတက်ပညာတစ်ခုဖြစ်သည့်ရာစုနှစ်ပေါင်းများစွာမြမနိုင်ငံရဲ့တမိုင်းကြောင်းကိုပုံဖော်ပေးနေတဲ့ဂုံယူဝင်ကြွားစရာမြမလက်မှုအတက်ပညာတစ်ခုပဲဖြစ်ပါတယ် ချမ်းသာကြွယ်ဝမှုချစ်ခင်မြတ်နိုးမှုနဲ့ဘာသာရေးဆိုင်ရာယုံကြည်မှုတို့ကိုကိုးစားပြုတဲ့အမှုစိတ်လက်ရလက်ဝတ်အစဉ်တန်းစားတွေကိုရွှေငွေကစားလို့တတုတွေကိုအရေးကြိုကကျွမ်းကျင်ပညာရှင်များကအမှုစိတ်ပုံတွင်ဖန်တီးကြတာကိုပဋိမ့်ပညာလို့ခေါ်ပါတယ်ဒီလိုထူခြားခံနာပြီးအမှုစိတ်တဲ့မြမရိုးရပဋိမ့်မလက်မှုအတတ်ပညာတွေကိုယနေ့အချိန်ထိမပြောက်ပြတ်အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်နေစေဖြစ်ပါတယ် ယနေ့အချိန်ထိကဘာကျော်မြမယဉ်ကျေးမှုအမွေနှစ်တခုအဖြစ်တမိုင်းဝင်ထင်ကျန်နေတဲ့မင်းကွန်းကောင်းလောင်းကြီးဟာကဘာပေါ်မှာရှိရှိသမျှမြည်အောင်တီးနိုင်တဲ့ခေါင်းလောင်းတွေအားလုံးထဲမှာအကြီးဆုံးဖြစ်ပါတဲ့အလေးချိန်88တန်၄ပြီးအမြင့်ဆက်နှပ်ပြီး6လက်မရှိတဲ့ခေါင်းလောင်းတစ်ခုကိုကြီးထည်သွန်းလှုပ်ခြင်းအတတ်ပညာနဲ့တိဆောက်နိုင်ခဲ့တာတကယ်ကိုအံ့ဩဖွယ်ရပါတာဟာမြမပြင်းပညာပါပဲ။ မြန်မာတို့ရဲ့ကူဖျားများအဝင်ပေါက်မှုတကယ်တကားဝရီမှာတွေ့ရတတ်တဲ့ပန်းခတ်ပလတ်နဲ့ရုပ်လုံးကြော့ပုံတရက်မျိုးမျိုးဟာအင်္ဂတီတရုတ်နဲ့အနုစိတ်ဖန်တီးချက်သမုံမှန်တန်စာပြုလုပ်ထားတဲ့ဘန်းတော့အတက်ပညာပဲဖြစ်ပါတယ်ဘေးတနိုးတရေခစ်တရာခစ်တွေကလေးကရှီဟောင်းဘန်းတော့အနုလက်ရဒီဇိုင်းများပေါ်ပေါက်ထင်ရှားခဲ့ပြီးမြန်မာတို့ရဲ့ကြွယ်ဝတဲ့ယဉ်ကျေးမှုအနုပညာမွေနဲ့အဖြစ် ယူကိမတိုင်မီကလေးကစတင်ပေါ်ပေါက်ခဲ့တဲ့ brand အတက်ပညာဟာအစာအုပ်တွေတိဆောက်ရမှာအခြေခံအကျဆုံးဖြစ်တဲ့အုပ်တွေကိုအင်္ဂလိပ်နဲ့တွဲကပ်စေတဲ့အတက်ပညာဖြစ်ပါတယ်။ကမ္ဘာအံပွဲပကံခေတ်ဖျားပထိုးတွေကအစဗီတီရှာခေတ်အစာအုပ်တွေနဲ့ယနေ့ခေတ်အစာအုပ်ထိတိုင်မြန်မာတို့ရဲ့လက်ရမြောက်တဲ့ပြန်လက်မှုအတက်ပညာကိုတွေ့မြင်ရမှာဖြစ်ပြီးယနေ့ထိတိုင်မြန်မာရင်ကျေးမှုအမွေအနှစ်တွေအဖြစ်ကိုစားပြုလျက်ရှိနေပါတယ်။ တစ်သားကြောက်သားတတုသားတရိษံအယိုးဆွေရှင်စီဖျောင်းဆရာတွေကို twin two ပုံဖော်ကပန်းကြွများရုပ်လုံးရုပ်ကြွများပြုလုပ်ဖန်တီးတဲ့အတက်ပညာကတော့ပပုပညာပဲဖြစ်ပါတယ်ဒီသမိုင်းဝင်ပပုလက်ရာတွေကမြန်မာနိုင်ငံရဲ့တဘာဝအလှတရားတည်ရန်ဇာတာပစ္စည်းကျွေးဝမှုနဲ့ယဉ်ကျေးမှုအမွေနှစ်တွေရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်ယနေ့တိုင်ကဘာတဝန်းလုံးကတမိုးထားစုဆောင်သူတွေဟာရှေးဟောင်းမြန်မာပပုရုပ်လုံးတွေကိုလိုက်လံရှာဖွေဝယ်ယူအမျက်တနိုးစုဆောင်နေစေဖြစ်ပါတယ် တဲကြောင့်နဲ့စကျင်ကြောင့်များကိုအသုံးပြုပြီးအယုတ်တဏ္ဍတွေပေါ်လွင်အောင်အသေးစိတ်ထုလုပ်ပုံဖော်တဲ့အတက်ပညာကတော့ပန်ဒမော့ပညာပဲဖြစ်ပါတယ်မြစီတီမှာရေးထိုးထားတဲ့သမိုင်းဝင်ညာစကုမှာကြောက်စာကပကံခစ်မှာကလေးကပန်ဒမော့လက်မှုပညာတက်ထွန်းကားခဲ့ကြောင်းကိုပြသနေတယ်လို့ယဉ်ကျေးမှုအမွေနှစ်တွေကိုအမျက်တနိုးတက်မှုထားတဲ့လက်မှုအတက်ပညာရှင်တွေရဲ့အားစိတ်ထုတ်လုပ်မှုကိုလည်းထင်ဟပ်စေပါတယ် ုခုံပေါ်မှာတိတားအကျန့်ထည်တွေကိုချုံမတောက်ပြောင်းအောင်ပြုလုပ်ရတဲ့ပုပညာကမြန်မာနိုင်ငံရဲ့ခက်ခဲပြီးအမှုစိတ်တဲ့လက်မှုအတက်ပညာတွေတဲကတခုဖြစ်ပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကပပုပညာရှင်တွေကဖះเจ้าနဲ့ရှေးခေတ်နေအင်အဆောက်အုံတွေမှာတွေ့ရတတ်တဲ့တိတားပုလုံးတွေတိတားအသုံးဆောင်ပစ္စည်းကျန့်ထည်တွေကိုအချောတက်ပုံပေါ်လာခဲ့ကြတာဖြစ်လူအဖွဲ့စည်းရဲ့ကိုပိုင်တန်မိုးကိုကိုွယ်ယုံကြည်မှုတွေနဲ့လူသားတွေနဲ့တဘာဝတရားတို့ကြားတဟဆာတဖြစ်မှုကိုထင်ဟပ်စေပါတယ်။ ဗုဒ္ဓဝင်ဆိုင်ရာနဲ့မြမရိုးရာယဉ်ကျေးမှုဆိုင်ရာစကြောင်းတွေကိုဖះเจ้าနေရန်တွေပေါ်မှာတရုတ်ဖို့ရေးဆွဲထားတဲ့ရုပ်ပြပချီတွေကကမ္ဘာပချီလောကမှာထင်ရှားပါတယ်ရှေးခေတ်ပချီအတက်ပညာရှင်တွေကအနုစိတ်ရေးဆွဲခဲ့တဲ့လက်ရာတွေဖြစ်တာကြောင့်ပချီမှာထဲသွင်းပုံဖော်ထားတဲ့လူတွေရဲ့စိတ်ခံစားချက်နဲ့ဘဝအတွေ့အကြုံတွေကိုပါကြည့်ရှုသူတွေကိုခံစားမြင်သာစေတယ်လို့မျိုးဆက်သစ်တွေအတွက်အဖိုးတန်ပေါင်းကုတရားတစ်ခုလည်းဖြစ်ပါတယ်ရိုးရာပချီကနေပြောင်းလဲလာတဲ့ခေတ်ပြိုင်ပချီလက်ရာတွေအထိမြမရိုးရာအမွေနှစ်တွေကိုထုတ်ဖော်ရေးဆွဲနေစေဖြစ်ပါ ပယုံပညာနဲ့အမှုစိတ်ပုံဖော်ပြုလုပ်တဲ့လူသုံးကုန်နဲ့အလှဆင်ယွန်းထဲပစ္စည်းတွေကလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကပေါပေါက်လာခဲ့တာဖြစ်တယ်လို့ယနေ့ခေတ်မှာလည်းပကံယွန်းထဲလုပ်ငန်းကထင်ရှားကြော်ကြားဆဲဖြစ်ပါတယ်ရွှေချရုပ်ကြွပန်ကြွကလေးများဖြင့်မုံမှန်ပြုလုပ်ထားတဲ့ယွန်းထဲပစ္စည်းလက်ရာတွေကမြမရိုးရာယဉ်ကျေးမှုအငွေနှစ်တွေကိုယနေ့ထိတိုင်ဆက်လက်ထိမ့်သိမ့်နေဆဲဆိုတာပေါ်လွင်စေပါတယ် လွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကမြန်မာအိမ်တိုင်းလူလူမှာဝါကွမ်းပင်မဲပင်ဤပါစေပင်တည်တင်ပင်များကိုစိုက်ပျိုးကြပြီးအိမ်ရှင်မတွေကဝါတိတ်ချင်းပိုင်းငင်ချင်းဆေးရောင်းစုံဆိုးချင်းရက်ကန်းရက်ချင်းစတဲ့အိမ်တွင်းလုပ်ငန်းတွေကိုမီယိုဖလာလုပ်ငန်းဖြစ်လုပ်ကင်လေးရှိကြပါတယ်မြန်မာရက်ကန်းပညာရှင်တွေကရိုးရလက်ရက်ကန်းမပြောက်ပြက်အောင်ဆက်လက်ထိန်းသိမ်းလုပ်ကင်လေးရရှိပြီးအင်ဒါတို့ရဲ့လက်ရထူးခြားကောင်းမွန်တဲ့ကြာရက်ကန်းထည်တွေကလည်းယနေ့ထိတိုင်နိုင်ငံခြားခီးသွားတွေကိုဆွဲဆောင်နေစေဖြစ်ပါတယ် ရွှေကြည်ထိုးလက်မှုအတက်ပညာကအထယ်လိတ်များပေါ်တွင်ရွှေချီငွေကြည်တွင်နှင့်ခန်းသားထယ်ဝါစွာအနုစိတ်ချီထိုးပုံဖော်ရတဲ့မြမရိုးရလက်မှုအတက်ပညာတစ်ခုပဲဖြစ်ပါတယ်။အလောင်းမင်းတရားခေတ်ကတည်းကပင်စတင်ပေါ်ပေါက်လာခဲ့ပြီးမင်းမျိုးမင်းနွယ်တွေအတွက်ခန်းသားထယ်ဝါလာတဲ့အဝတ်ထည်တွေဖန်တီးရမှာအသုံးလာခဲ့တာဖြစ်လို့ချမ်းသာကြွယ်ဝမှုကိုကိုစားပြုတိုင်းတာနိုင်တဲ့လက်မှုပညာတရက်လည်းဖြစ်ပါတယ်။ကျွမ်းကျင်ရွှေချီထိုးပညာရှင်တွေကရွှေချီထိုးအတက်ပညာမှတစ်ဆင့်မြမရှိဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုပုံဖော်ပြတတ်လျက်ရှိပါတယ်။ thank you